်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့အာဆီယံဥက္ကဋ္ဌနဲ့ NUG ဝန်ကြီးချုပ်တို့ပထမဆုံးချိန်တရားဝင်တွေ့ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာဆီယံဥက္ကဋ္ဌနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ်တို့ EB လ18ရက်နေ့မနက်ကဗီဒီယိုအွန်လိုင်းစနစ်နဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့နှစ်ဖက်စလုံးကသတင်းထုတ်ပြန်ထားပါတယ်။ ဒါဟာဆင်အာနာသိမ့်ပြီးနောက်၄နှစ်ကျော်ကြာမှာအာဆီယံဥက္ကဋ္ဌနဲ့ NUG အစိုးရတို့ပထမဆုံးကျင်းတည်ရဝင်လူသိရှင်ကြားတွေ့ဆုံတာဖြစ်ပါတယ်။ဆွေးနွေးပွဲမှာလူသားချင်းစာနာမှုအကူအညီပေးရေးအရေးပေါ်လိုအပ်နေမှုအခြေအနေနဲ့လိုအပ်နေသရေစီအကူအညီရရှိရေးကိစ္စတွေဆွေးနွေးခဲ့လို့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ AB 18ရက်ကလည်းစစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းနဲ့တိုင်းနိုင်ငံပန်ကောင်မျိုးမှာတွေ့ဆုံခဲ့ပြီးစစ်ရဲစင်းရေးတတန်တိုးဖို့လူသားချင်းစာနာမှုအကူအညီပေးဖို့နဲ့မြန်မာနိုင်ငံပုံမှန်အခြေအနေပြောင်းရွှေ့ဖို့အရေးကြီးကြောင်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ အာဆီယံဥက္ကဋ္ဌကိုယ်တိုင် NUG နဲ့တွေ့ဆုံလာတာဟာမြန်မာပြည်ရဲ့အခြေအနေမှန်ကိုအာဆီယံကနားလည်လက်ခံလာတာလို့ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရယ်အခုကတော့ကျွန်တော်တို့တရားဝင်သတင်းမှာတခါလေးထုတ်ပြန်ပြီးတော့တရားဝင်တွေ့ဆုံတဲ့သဘောမျိုးလို့ပြောလို့ရပါတယ်အဲဒီတော့တိုင်းရင်းသားတွေနဲ့ NUG ကမြေပြင်မှာပါတကယ်လက်တွေ့စုမှုပြီးတော့ထိန်းချုပ်ပြီးတော့အုပ်ချုပ်ရေးထူထောင်နေတာပြီးနောက်ပြီးတော့ပြည်သူလူထုကိုဝန်ဆောင်မှုပေးနေတဲ့ကိစ္စတွေဒါတွေလည်းရှိနေတဲ့အနေအထားဖြစ်ပါတယ်ဒီအနေအထားတွေကိုအာဆီယံကနားလည်သဘောပေါက်လက်ခံလာတဲ့အခြေ ီနေတစ်ခုလို့တော့မြင်ရမှာဖြစ်ပါတယ်။ဒါဟာအစားတစ်ခုလို့တော့ကျွန်တော်တို့ကသုံးသပ်ပါတယ်။အာဆီယံဥက္ကဋ္ဌကတော့မြန်မာငင်းချိုင်းနဲ့အမျိုးသားပြန်လည်တည်မြဲရေးကိုအထောက်အကူဖြစ်ဖို့အတိုင်းဝိုင်းအားလုံးရဲ့စိတ်ဆက်ဆွေးနွေးမှုတွေဆက်လုပ်သွားမယ်လို့ပြောပါတယ်။အာဆီယံဥက္ကဋ္ဌရဲ့အကြံပေးထိုင်းဝန်ကြီးချုပ်ဟောက်တက်ဆင်ရှင်နာဝက်ကလည်းမြန်မာနိုင်ငံမှာငင်းချိုင်းဆွေးနွေးပွဲဖြစ်နိုင်ခြေရှိတယ်လို့ပြောဆိုထားပြီး AB လာဆန်းကစစ်ကောင်စာဘူဇုံမူကြီးမင်းရောင်လိုင်းနဲ့တွေ့ဆုံချိန်မှာတော်လိုင်းအင်အားစုတွေနဲ့စိတ်ဆက်ဆွေးနွေးဖို့တိုက်တွန်းခဲ့တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံအခြေဆိုင်မြန်မာအရှိလီ လာတုံသက်သူဒေါက်တာ လာကျော်စောကမြန်မာလက်နက်ကိုင်းဒေါ်လာရင်ကစီးဆက်ဆွေးနွေးလမ်းကြောင်းပေါ်ရှောင်းလာနိုင်တယ်လို့တုံသက်ပါတယ်။ထူးခြားတာကမင်းအောင်လိုင်က NUG နဲ့ ASEAN ဥက္ကဋ္ဌတွေ့မယ်ဆိုတာကို NWR ကပြောရင်သားနဲ့လက်မှတ်ခံခဲ့တာပါပဲ။အဲဒီတော့ကျမကြည့်တာကတော့ကျမတို့မြန်မာပြည်ရဲ့ဒေါ်လာရင်ချင်းကြီးကစီးဆက်ဆွေးနွေးလမ်းကြောင်းပေါ်တစုံတရာပြန်ရောက်နိုင်မယ်ထင်တယ်။စကောင်စီနဲ့ NUG အပါအဝင်ဒေါ်လာရင်အင်အားစုတွေကြာဆွေးနွေးပွဲဖြစ်လာနိုင်ခြင်းနဲ့ပတ်သက်လို့ NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရသူဦးနေဖုံးလည်းပြောတာက ကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကတော့နိုင်ငံဦးတည်ချက်၆ချက်ပေါ့နော်ဒီဟာကိုကျွန်တော်တို့အတိအလင်းထုတ်ပြန်ထားပြီးဖြစ်တယ်ဒါတွေကစတက်ကနိုင်ငံကြီးကထွက်ရမယ်လက်နက်ကင်အင်အားစုတွေအကုန်လုံးဟာအရှက်သားအစိုးရရဲ့အုပ်ချုပ်မှုအောက်မှာရှိရမယ်ပြီးတော့2008အောက်ကနေကျွန်တော်တို့ပြန်မသွားဘူးအားလုံးပါဝင်နိုင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တရက်ကျွန်တော်တို့ရေးဆွဲမယ်အဲ့ဒီမှာလဲ Federal နဲ့ Democracy စနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျွန်တော်တို့ရေးဆွဲမယ်အဲ့ဒီအခြေခံဥပဒေကတဆင်ကျွန်တော်တို့ Federal Democracy ပြည်ထောင်စုကိုထူထောင်မယ်နောက်ဆုံးအရေးအကြီးဆုံးကတော့ စင်ရာဆွေမှုကိုကျူးလွန်ခဲ့တဲ့သူတွေအနေနဲ့အတွင်ကူးပြောင်းရေးကာလတရားမျှတမှုဖြစ်စဉ်ကိုဖြတ်တန်းကြရမယ်ဒီအချက်တွေပေါ်မှာအခြေခံပြီးတော့မှစကားပြောခြင်းမပြောခြင်းဆိုတဲ့ကိစ္စဖြစ်လာမယ်ဆိုတာအတိအလင်းပြောထားပြီးဖြစ်ပါတယ်။ကရင်အမျိုးသားစီယုံ KNU ကလည်းသူတို့အနေနဲ့စိတ်ဆက်ဆွေးနွေးရေးကိုမငင်းပယ်ဘူးလို့ဆိုပါတယ်။ဒါပေမဲ့အရင်လိုဆွေးနွေးလို့မရတော့ဘူးလို့ KNU ပြောခွင့်ရသူဘဒူစောတော်နီကသတင်းဌာနကိုပြောပါတယ်။ကျွန်တော်တို့ရဲ့အတွေ့အကြုံအရတော့ကျွန်တော်တို့ဘယ်တော့မှဟိုးရင်တော့ကလို့မလုံနိုင်တော့ဘူးဆိုတာတည်တည်ချာချာရှင်းပြပြီးသားပါ။ ်ဘာပဲဖြစ်ဖြစ်တွေးဆောင်ဆွေးနွေးပွဲကိုကျွန်တော်တို့ညင်းတာတော့မဟုတ်ဘူးဒါမှမင်းကျွန်တော်တို့ရဖြတ်တန်းလာတဲ့အတွေ့အကြုံရအရင်တုန်းကပွဲတွေလိုလိုက်သွားပြီးတော့မရဘူးဆိုတာရှင်းရှင်းလင်းလင်းပြောထားပါမယ်အရင်တုန်းကစစ်တပ်နဲ့တိုင်းသားနဲ့နဲ့ကိုင်တွေကြားနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့အရှက်သားတွေရဲ့အသက်ဝင်းစီစဉ်ကိုကာကွယ်ဆောင်ရှောက်ဖို့စတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေရှိခဲ့ပြီးမြစ်အာနာသိမ်းမှုကြောင့်ကျိုးပြက်ခဲ့ပါတယ်။ဒါကြောင့်ဒီတစ်ကြိမ်ဆွေးနွေးပွဲတွေမဖြစ်ခင်မှာစစ်တပ်ကနိုင်ငံရေးကနေထွက်ဖို့အရှက်သားအစိုးရအောက်မှနေဖို့အတိတ်ကကျူးလွန် ခဲ့တဲ့ရာဇဝမှုတွေအတွက်တာဝန်ခံမှုစတဲ့အချက်တွေကိုအရင်ဆုံးလက်ခံရမယ်လို့တော်လိုင်းအင်အားစုတွေကပြောဆိုနေပါတယ်။ ဒါနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူပူချုပ်စောမင်းထွန်းကိုတရင်ဌာနကဆက်သွယ်ခဲ့ပြီးမှဖုန်းလက်ခံမဖြစ်ဆိုပါဘူး။ဒါပေမဲ့စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းပေါ်ဆောင်မှုကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယပူချုပ်ကြီးရပြေကတော့စစ်တပ်ကိုနိုင်ငံရေးကထွက်ဖို့တောင်းဆိုတာဟာမဖြစ်နိုင်တဲ့တောင်းဆိုချက်ဖြစ်တယ်လို့ညပြတော်မှာပြုလုပ်တဲ့2025ငြိမ်းချမ်းဆွေးနွေးပွဲနောက်ဆုံးရက်မလ26ရက်နေ့ကပြောဆိုခဲ့ပါရယ်။ဆက်လက်ပြီးအကျဉ်းသား4900ခန့်လွတ်ခဲ့တဲ့အထက်နိုင်ငံရေးအကျဉ်းသား390ကျော်ပါဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ်မြန်မာနိုင်ငံတည်းရဲ့အေပီလာ19ရက်မှာနိုင်ငံရေးအကျဉ်းသား388ဦးပြန်လွတ်လာတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNN ကအေပီလာ18ရက်နေ့ညပိုင်းမှာသတင်းထုတ်ပြန်ပါတယ်။ အကျဉ်းထောင်33ကုကနေနိုင်ငံရေးအကျဉ်းသား222ဦးနဲ့နိုင်ငံရေးအကျဉ်းသူ159ဦးလွတ်မြောက်လာတာလို့ဆိုပါတယ်စစ်ကောင်စီကနိုင်ငံတော်ကအကျဉ်းထောင်တွေကနေအကျဉ်းသား4893ကိုအပီလာ18ရက်မှာလွတ်ပြေးခဲ့ပြီးလွတ်မြောက်လာသူတွေဟာနောက်တစ်ကြိမ်ပြည်မှုကျူးလွန်ရေးကြန့်ရှိနေတဲ့ဖြစ်တွက်နေပါတပါးရင်းကြာခံရမယ်လို့ထုတ်ပြန်ထားပါတယ်အာနာသိမ့်ပြီးနောက်၄နှစ်ကျော်အတွင်းစစ်ကောင်စီကလူငင်းချတာကွင်း18ကြိမ်ပြေးခဲ့ပြီးစုစုပေါင်းအကျဉ်းသား36622ဦးပြန်လွတ် င်ပေးခဲ့ပါတယ်။လွတ်လပ်တဲ့သူတည်တနာအဖွဲ့ ISP မြန်မာရဲ့စီရင်ရအဲ့ဒီထဲမှာနိုင်ငံရေးအကျဉ်းသား9000ဝန်းကျင်သားပါဝင်တယ်လို့သိရပါတယ်။ဆက်လက်ပြီးမလေးရှားဝန်ကြီးချုပ် NUG နဲ့တွေ့ဆုံမှုကိုတရားဝင်ချပြခဲ့ပြီးစစ်ကောင်ဆောင်နဲ့တွေ့ဆုံမှုအားပြသမှုမရှိတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Rosewood Hotel မှာမနီကာ AP လာ18ရက်ကအာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar Ibrahim နဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်တို့တွေ့ဆုံခဲ့မှုကိုမလေးရှားဝန်ကြီးချုပ်ကမှတ်တမ်းတပ်ပုံတွေကို၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာ ာတွေကနေတဆင်မျှဝင်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်ဒါပေမဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့မလေးရှားနိုင်ငံဝန်ကြီးချုပ် Anwar Ibrahim တို့အွန်လိုင်းကတွေ့ဆုံခဲ့မှုကိုမလေးရှားဝန်ကြီးချုပ်က၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖြန့်ဝေခဲ့ပါတယ်၎င်းမှာအာနာသိန်းစစ်ကောင်ဆောင်ကိုမလေးရှားနိုင်ငံကတည်ယဝင်အတိမတ်ပြုလိုခြင်းမရှိလို့ဖြစ်တယ်လို့နိုင်ငံရေးတုံ့တက်သူတွေနဲ့ဖြီးသူတွေကမှတ်ချက်ပြုပါတယ်ဒါဟာရှင်းနေတာပဲတွေ့တာကတာဝန်ရနဲ့ငလင်အကူအညီတွေတကယ်ဒုက္ခတွေ့နေသူတွေစီရောက်စေခြင်းနဲ့ဆိုတဲ့သူမလေးရှားဝန်ကြီး ုံရင်ရှိရွက်ချက်တိုင်းတည်တဲ့မှတ်တမ်းတက်ပုံလေးတပုံတော့မတင်တာကတော့စာကစာကောင်းဆောင်ကိုနိုင်ငံရေးနီးရအတိမတ်မပြူဆိုတာသိသားစေပါတယ်လို့တရင်နေကိုလေးလာဆောင်ဖန်နေသူရန်ကုန်မြို့နေအမျိုးသားတောက်ကပြောပါတယ်အဆိုပါတွေ့ဆုံပွဲကထိုင်းဝင်ကြီးချုပ်ဟောင်းတက်စင်ရှင်နာဝတ်ထရာရဲ့စီစဉ်ပေးမှုနဲ့၃ဦးတွေ့ဆုံခဲ့တာဖြစ်ပါတယ်ထိုင်းကိုနေရက်လောက်လာရောက်ခဲ့တဲ့မလေးရှားဝင်ကြီးချုပ်ရင်မော်တော်ရင်မာမလေးရှားနိုင်ငံတော်အလံတက်စင်ထားတာကိုတွေ့ရတော့လဲစစ်ကောင်ဆောင်မင်းအောင်လိုင်းရင်မော်တော်ရင်မာမြမအလံမတွေ့ရတာကလည်းစစ်ကောင်ဆောင်ကိုတင်ရဝင်းအတိမတ်မ ပြူးခြင်းဖြစ်နိုင်တယ်လို့အထက်ပါအမျိုးသားကပြောပါတယ်ဒီနေရာမှာပုံမှန်အနေနဲ့အနည်းဆက်ဆုံးပြောရမယ်ဆိုရင်ပြီးခဲ့တဲ့ Binstead အစည်းအဝေးကိုစစ်ကောင်းဆောင်လာတဲ့အချိန်တုန်းကနေအခြေအနေမတူတော့တာပါ Binstead အစည်းအဝေးကစစ်ကောင်းဆောင်ရဲ့ကားမှာမြန်မာအလံတက်ထားတာတွေ့ရပါတယ်အခုမတွေ့ရတော့ဘူးလို့၎င်းကထောက်ပြပြောဆိုပါတယ်ဒါအပြင်မလေးရှားဝန်ကြီးချုပ်ကစစ်ကောင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို၎င်းရဲ့လူမှုကွန်ရက်မှာဖော်ပြခဲ့ခြင်းမရှိပဲကြံကောင်းဆောင်တွေရဲ့မှတ်တမ်းတပ်ပုံတွေကိုသာဝေဝေဆာဆာဖော်ပြခဲ့ပါတယ်မလေးရှားဝန်ကြီးချုပ်ကစစ်ကောင်းဆောင် ောင်နဲ့တွေ့ဆုံခဲ့တဲ့မှတ်တမ်းတပုံတွေကိုသူရဲ့လူမှုကွန်ရက်ကနေမမျှဝေခဲ့ပါဘူးဒါကဘန်ကောက်ကတွေ့ဆုံပွဲဟာနိုင်ငံတော်အစဉ်တရားဝင်တွေ့ဆုံတာမျိုးမဟုတ်ဘူးလို့သက်တည်ခံနေတာဖြစ်ပါတယ်လို့နိုင်ငံရေးလှစ်လာသုံးသပ်သူတောင်ကမှတ်ချက်ပြသွားတယ် မလေးရှားလွတ်တော်အမတ်တော်ဖြစ်တဲ့တန်ဟောင်ပင်ကလည်း၎င်းတို့ဝင်းကြီးချုပ်အနေနဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်ကိုတွေးဆောင်ခဲ့ခြင်းကနိုင်ငံရေးအရအတိမတ်ပြုလိုခြင်းကြောင့်မဟုတ်ဘဲငလင်းပေးကြောင့်ထိခိုက်ခံစားနေရသူတွေကိုကူညီဖို့အတွက်သာဖြစ်တယ်လို့အေဘီလာ၁၉ရက်နေ့မှာ၎င်းကထုတ်ပြန်ပြောဆိုပါရယ်လူရင်းရဲ့အသက်တွေကိုကယ်ဆယ်ဖို့လိုအပ်နေတဲ့အချိန်ဒီမှာနိုင်ငံရေးအရဖြစ်တယ်မဖြစ်တယ်ဆိုတာရင်းနဲ့တွေးဝေမနေတင်ဘူးလို့မလေးရှားအမတ်ကပြောပါရယ်မစ္စတာအန်ဝါအီဘရာဟင်ကမစ္စတာသက်စင်နဲ့တွေးဆောင်မှုမှတ်တမ်းများထိုင်းဝင်ကြီးချုပ်ပီတောက်တန်ရှင်နာဝတ်ထရာနဲ့တွေးဆောင်မှတ်တမ်းတပ် င်းတွေကို၎င်းရဲ့လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook တို့မှာရှင်းသားပြီးဝေဝေဆာဆာပြန်လည်မျှဝေခဲ့တာကိုတွင်ရပါတယ်။ထို့အတူစစ်ကောင်စီဘက်ကလည်းမလေးရှားဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့မှုကို၎င်းတို့ထိန်းချုပ်ထားတဲ့မီဒီယာတွေကနေတဆင်သတင်းဖော်ပြခဲ့တော့လဲမှတ်တမ်းတပ်ပုံနဲ့ဗီဒီယိုတွေကိုတော့ဖော်ပြခဲ့ခြင်းမရှိပါဘူး။ဒါပေမဲ့ Mr. Ibrahim က AP လာဆက်ရှင်ရနေမှာ online မှာတဆင်တွေ့ဆုံခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ပြည်အောင်စုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်နဲ့တွေ့ဆုံခဲ့မှုတို့ကိုတော့၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပြန်လည်ဖော်ပြ သွားခဲ့ပါတယ်။မလေးရှားနိုင်ငံမှာလူချင်းနဲ့တွေ့ဆုံဖို့အမြင်တကာဖွင့်ထားတယ်လို့မလေးရှားဝန်ကြီးချုပ်ကပြောသွားသေးတယ်။ဒါပေမဲ့မလေးဝန်ကြီးချုပ်ရဲ့ထုတ်ပြန်ချက်မှာ NUG ဝန်ကြီးချုပ်ရဲ့ရာထူးကိုထည့်သွင်းမဖော်ပြထားပေဥမန်းဝင်းခိုင်တန်းလို့သာဖော်ပြထားတာကိုတွေ့ရပါတယ်။ အလာဒူမလေးဝင်ကြီးချုပ်ကပြီးခဲ့တဲ့ရက်ပိုင်းက၎င်းတို့နိုင်ငံကိုလာရောက်ခဲ့တဲ့တရုတ်သမ္မတရှီဂျင်ဖင်နဲ့တပ်ပုံတွေကိုလည်း၎င်းရဲ့လူမှုကွန်ရက်စာမျက်နှာတွေကနေတက်ဆင်ဝေဝေဆာဆာဖော်ပြခဲ့ပါတယ်။မလေးရှားဝင်ကြီးချုပ်ကထိုင်းနိုင်ငံဝင်ကြီးချုပ်ပေတောက်တန်ရှင်နာဝတ်တွာကတရားဝင်ဖိတ်ကြားမှုနဲ့ဘန်ကောက်မြို့ကိုနှစ်ရက်တာတရားဝင်ခီးစဉ်အဖြစ်ရောက်ရှိလာခဲ့ရမှာပေတောက်တန်အပါဝင်တက်ဆင်ရှင်နာဝတ်တွာတို့ကိုမစ္စတာအီဘရာဟင်ကတီးတန့်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။မလေးရှားဝင်ကြီးချုပ်ကစစ်ကောင်ဆောင်မင်းရောင်လိုင်းနဲ့တွေ့ဆုံစဉ်ငလင်ပြီးပြန်လည်ထူထောင်ရင်းလူသားချင်း င်းစာနာမှုအကူအညီများပေးရင်းနဲ့ငြိမ်းချမ်းရေးတို့ကိုအဓိကထားဆွေးနွေးခဲ့ပြီး NUG ဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့ရမှာလေ။အာဆီယံဖွဲ့ဝင်နိုင်ငံများနဲ့ဆက်ဆံရေးတူးမြင့်နိုင်ရေးအပအဝင်မြန်မာပြည်သူများထံကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများထိရောက်စွာပေးဖို့ဖြန့်ဝေနိုင်ရေးတို့ကိုဆွေးနွေးခဲ့တယ်လို့သိရကြောင်းသတင်းမှဖော်ပြပါရှိပါရရှင်။